ဆောင်ပြီးလို့ရှိရင်ကို့အတွက်တကယ်စစ်မှန်တဲ့သူကိုဝင်လာလိုက်မယ်ဒီထဲမှာ relationship ပြတ်ဆဲထားတဲ့သူတွေပါတယ်ဆိုလို့ရှိရင်နောက်ထပ်လူသစ်ဝင်လာမယ့် energy မျိုးကိုရတယ်ပေါ့အလုံးမဲမင်္ဂလာပါအင်္ဂါသားသမီးဒီအခုတလောမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ခက်ခဲလေးတွေဖြစ်နေတာမျိုးစိတ်တန်ရရနေတာမျိုး အဲအလိုမျိုးလေးတွေပေါ့နော်ရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကကို့အတွက်ပေါ့နော်ဒါအင်္ဂါသားသမီးတွေအတွက်ဒီဆယ်လာပိုင်းမှာကိုဘာတွေကြုံတွေ့ရမလဲဆိုတာကိုဖတ်ပြီးမှဖြစ်တယ်ပေါ့နော်အဲတော့ကက်လေးတွေလှန်ပြီးလို့ရှိရင်ကြီးပြန်လာခဲ့ပါမယ်ဒါအင်္ဂါသားသမီးတွေဒီဆယ်လာပိုင်းမှာဘာတွေကြုံတွေ့ရမလဲဆိုတာကိုချင်းနေတူတူကြည့်လိုက်ရအောင်အဲတော့ဒီကာလတွေမှာပေါ့နော်အင်္ဂါသားသမီးတွေကကိုက ဟိုကို့မှာ apps and down လေးတွေရှိတယ်ပေါ့နော်ကိုကရှေ့ဆက်သွားမယ်ဆိုပြီးတော့လုတ်တဲ့အရာတွေကအဆင်မပြေဖြစ်လာတာမျိုးပြီးလို့ရှင်ဒီအလုတ်ကင်ပြောင်းလဲတွေလုတ်ကြတာမျိုးပညာသင်ကြားတဲ့သူတွေနဲ့ပတ်သက်တဲ့ဆိုလို့ရှင်လဲကိုအခုသင်နေပညာရကအဆင်မပြေပဲနဲ့နောက်ထပ်အစ်စ်တစ်ခုကိုလုံလိုက်ရတာမျိုးအဲ့လိုမျိုးလေးတွေကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုလူတွေပါတယ်ဆိုလို့ရှင်ဒီဗီဒီယိုကကို့အတွက်ဖြစ်တယ်အဲ့တော့အင်္ဂါသားသမီးတွေဒီဆယ်လာပိုင်းမှာဘာတွေကြုံတွေ့ရမလဲဆိုတော့ဒီတချို့အရာတွေကကို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 ကစက်နှက်ပြ ြန်ပြီးတော့လှုပ်ရတာမျိုးပေါ့နော်သိရမလားသူများတွေကကိုယ် judge လုပ်မယ်ကွာနင်ဒီဟာကိုလုံနိုင်ရဲ့လားအဲ့လိုမျိုးကိုယ်မကောင်းပြောရဲဒါပေမဲ့ကိုကကိုယ်ဆုံးဖြတ်ချက်နဲ့ကိုကိုကကိုငါဒီຢာကိုဖြစ်မြအောင်လုပ်မယ်ဆိုလို့ရှင်ဖြစ်မြအောင်လုပ်ရမယ်ကိုအတွက်ကိုတိုက်ခိုက်ယူရမယ်အချိန်တစ်ခုဖြစ်တယ်ပေါ့နော်အင်္ဂါသားသမီးရဲ့အတွက်တစ်ခုတတိထားမှာကအလုတ်ကိုင်းနေနေရာထိုင်ခင်းနေအပြောင်းလဲဖြစ်တဲ့တဲ့အဲ့ຢာတွေကကိုအတွက်ပို့ပြီးတော့ကောင်းမွန်တဲ့ပြောင်းလဲခြင်းဖြစ်လာနိုင်မယ်ပေါ့နော်ပြီးလို့ရှင်ဒီမှာ အင်္ဂါသားသမီးတွေအတွက်ပေါ့နော်အအခြေရင်းနဲ့ပတ်သက်ပြီးတော့တချို့ကဒီထဲမှာအဲ့လိုကနောက်ကစားလေးတွေဖြစ်ထားတယ်ရန်နေဖြစ်တယ်ပြက်နေရတူတွေအဲ့လိုမျိုးပါတယ်ဆိုလို့ရှိရင်လည်းအချိန်တစ်ခုကိုစောင့်ပေါ့နော်စောင့်ပြီးလို့ရှိရင်ကို့အတွက်တကယ်စစ်မှန်တဲ့သူကိုဝင်လာလိုက်မယ်ဒီထဲမှာ relationship ပြည့်စုံထားတဲ့သူတွေပါတယ်ဆိုလို့ရှိရင်နောက်ထပ်လူသစ်ဝင်လာမဲ့ energy မျိုးကိုရတယ်ပေါ့နော်ဒီ အတိတ်ကလူနဲ့ပြန်ပြီးတော့တွဲတယ်ပြန်ပြီးတော့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းဒီဒုံရင်းရဒုံရင်းတိုင်းပဲပြန်ဖြစ်မယ်ပေါ့နော်အဲ့တော့နောက်ထပ်အစ်စ် energy ကပို့ပြီးတော့များပါတယ် relationship တမားတွေပါတယ်ဆိုလို့ရှိရင်လည်းအခုချိန်မှာဒီဟိုသတင်းကျပြီဆိုတော့ပေါ့နော်အာ okay ဟို wedding ကိုပလန်လုပ်နေတာမျိုးကြီးလဲတွေ့ရပေါ့နော်လက်ထပ်ထိမြဖို့ဘာတွေဘာတွေလုပ်မယ်အဲ့အဲ့လိုမျိုးပလန်လုပ်နေတာမျိုးကိုတွေ့ရတယ်อืม ပြီးရင်ဒီထဲမှာကိုက single ဆိုလို့ရှိရင်လည်းကိုကြိတ်ပြီးတော့သဘောကျနေတဲ့သူအဲ့လိုမျိုးလေးတွေပါတတ်တယ်ပေါ့နော်ပြီးရင်ဒီထဲမှာအင်္ဂါသားသမီးတွေဆယ်လာပိုင်းမှာဘာတခုဒီယူဆရမလဲဆိုတော့ဒီအပြင်ပေါ့နော်လူမှုရေးအနောက်ဆက်လေးနည်းပါးရှိတတ်တယ်ကိုကစကားအကုန်မပြောနဲ့ဟိုကို့ဘော်တကယ်ကောင်းတဲ့သူလည်းရှိလို့မနာလိုတဲ့သူတွေလည်းရှိတယ်ပေါ့နော်ကိုကမမြင်ရဘူးအဲ့အတွက်ကြောင့်မလို့ ီထဲမှာကိုယ်အဲ့လိုမျိုးနှောက်ကြောထားနေထိုးခံလိုက်ရတာမျိုးအဲ့လိုမျိုးလေးတွေတွေ့ရတယ်အဲ့လို energy လေးတွေလည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကစကားအကုန်မပြောဘဲနဲ့ကိုလှုပ်ရှားရှိတာဟုတ်ပဲကိုဆက်လို့ပြီးတော့အဲ့လိုကိုကနဲ့ကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့မှရှောက်လန်းပါပေါ့နော်ကိုအတွေးခေါ်ကိုရဲ့ power နဲ့ကိုကကိုရှောက်လန်းပါကိုမှာအဲအသိဉာဏ်တစ်ခုရှိတယ်ပေါ့နော်ကိုကဘာလဲဆိုကိုဘာလုပ်ရမယ် ဆိုတာကိုကိုသိတယ်ကိုရဲ့ energy နဲ့ကိုယ့်အကိုအစားစားရအောင်ဖြတ်ပါဗောနော်ဒီထဲမှာယောက်ျားလေးတွေပါတယ်ဆိုလို့ရှိရင်လည်းဒီထဲမှာအင်္ဂါသားလေးတွေဟာဗောနော်အဆုံးဖြတ်ချက်ပြတ်သားတယ်ကိုလှုပ်ချင်တဲ့အရာကိုကကိုရအောင်လုပ်တယ်ဖြစ်လာတဲ့အဟာကိုလည်းကိုယုံကြည်တယ်ဟိုကိုကကိုလက်ခံနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ရဲမအင်္ဂါသားသမီးတွေပေါ့နော်သူတို့က အဲ့လိုမျိုးသူတစ်ပါးကိုအရန်အနိုင်လိုခြင်းစိတ်မရှိဘူးကွာဒီလားဖဲဖြစ်တယ်သူ့ဘက်ကိုယ်ပဲမျှတယ်အဲ့လိုလိုမျိုးလေးတွေပါတယ်ပြီးလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီမှာ angel curse မှာ ace of abundance ပေါ့နော်အဲ့တော့ ace of abundance ကကိုယ်အတွက်အဲ့လိုမျိုးငွေကြေးနဲ့ပတ်သက်ပြီးတော့ခုနကြီးပြောသွားရလေအလုတ်ကိုင်းနေခွန်းလန်းနေအဲ့လိုမျိုးပြောင်းလဲတာမျိုးတွေရှိမယ်နောက်ထပ်အလုတ်သစ်ပြောင်းတာကကိုယ်အတွက်ကောင်းမွန်တဲ့အရာတွေဖြစ်ပေါ်လာမယ်အဲ့အဲ့လိုမျိုးလိုပဲပေါ့နော်ကိုကကိုပိုင်စီးပွားရေးလုပ်နေတဲ့သူဆိုလို့ရှိရင်လည်းအဲ့ရမြင်တဆင့်ပြောင်းလဲပြီးတော့နောက် ထပ်အလုတ်ကင်တစ်ခုကိုလုတ်ဖြစ်တာမျိုးဒါမှမဟုတ်လဲအဲ့ရာအမြင်ပို့ပြီးတော့အဆင်ပြေလာတာမျိုးအဲ့လိုမျိုးလေးတွေရှိမယ်ပေါ့နော်ကို့အတွက်ဒီတင်းကောင်းလေးတွေကြားမယ်လားဖြစ်တယ်ပေါ့နော်ကို့စိတ်ထဲမှာကိုကတစ်ခုခုကိုအဲ့လိုမျိုးအာဆွေးနေတာမျိုးလွမ်းနေတာမျိုးအဲ့လိုမျိုးလေးတွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ကိုကဒီနေရအစ်စ်တစ်ခုအိမ်အစ်စ်တစ်ခုကိုပြောင်းသွားဖို့အာအချိန်တန်နေပြီပေါ့နော်အဲ့လိုမျိုး တွေ့ရတယ်ပြီးလို့ရှိရင် ဒီဆယ်လာပိုင်းထဲမှာအင်္ဂါသားသမီးတွေကကိုနဲ့စိတ်တူကိုယ်တူအပေါင်းအသင်းတင်ခင်ချင်းမိတ်ဆွေတွေကိုရလိုက်မယ်။ကိုကဒီမတော်ရင်နေအဲ့လိုမျိုးဖုန်းအစ်စ်တွေပေါ့နော်ပြောင်းဖြစ်တာမျိုးလဲဒီအင်္ဂါသားသမီးတွေဖြစ်လိမ့်မယ်။အမ်ပြီးလို့ရှင်ကိုတော့တကယ်အဲ့လိုမျိုးဟိုကိုနဲ့ကွာစိတ်စိတ်တူကိုတူအဲ့လိုမျိုးပေါင်းရမယ်တငငချင်းတွေကိုတွေ့ရလိုက်မယ် โอเคအဲ့တော့အင်္ဂါသားသမီးတွေကအချီးနဲ့ပတ်သက်လို့ရှင်လဲခုနချီပြောလို့ပေါ့เนาะသူ့ဘက်ကိုယ်ဘက်မျှတယ်လူမှုရေးမှာဆိုလို့ရှင်လဲသူ့ဘက်ကိုယ်ဘက်မျှတဲ့သူတွေပေါ့เนาะအဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုယ်နဲ့စိတ်တူကိုယ်တူတွေတွေ့လာလိုက်မယ်စင်ငယ်တွေဆိုလို့ရှင်အချီးမှာကိုယ်ချင်းကက်လာတဲ့သူတွေရှိလာလိုက်မယ်ဒီပြက်နေတဲ့သူတွေဆိုလို့ရှင်လဲ ဒီပြက်တာကိုတော့ကောင်းတယ်ပေါ့နော်နောက်ထပ်လူသစ်ဝင်လာမှအဲ့ဒါကတော့ဒီအချင်းရစကားပြောဝါလိုက်မယ်ပေါ့နော်အဲ့လိုမျိုး relationship တမားတယ်ဆိုလို့ရှိရင်ဒီလက်ထပ်ထိမြဖို့အတွက် season နေတာမျိုးအဲ့လို propose လုပ်ခံတာမျိုးအဲ့လိုမျိုးလေးဂျုံကားတက်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးပြောချင်တာအင်္ဂါသားသမီးတွေကအဲစကားအကုန်မပြောပါနဲ့ကိုမနာလို့မုန်းတီးနေတဲ့သူတွေရှိနေတတ်ပါတယ်ပေါ့နော်အဲ့တော့အင်္ဂါသားသမီးရဲ့အစားအစာရအားလုံးကန်ကောင်းပါစေနော်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့မယ် ချီကို private reading လာမေးချင်လို့ရှိရင် messenger ဒါမှမဟုတ်ရင် tiktok ကလာပြီးတော့မေးလာနိုင်တယ်ပေါ့နော် youtube မှာလည်း video လေးတွေတင်မှာမလို့အဲ့မှာသွားပြီးတော့ subscribe လုပ်ပြီးတော့ video လေးတွေကြည့်လို့ရတယ်ပေါ့နော်